ဆက်ပြကိုအခုမှစိတ်ဝင်စားပြီးတော့ Facebook အကြည့်နဲ့အနောက်ကဘာများကွာချမှုရှိတယ်လဲလို့မေးထားတဲ့သူတွေအတွက်တော့ဒီဟာလေးဆိုလို့ရှိရင် Facebook အနောက်ဖြစ်ပါတယ်ရှင် Facebook အနောက်ကိုလည်း Facebook အကြည့်ကိုပဲအခြေခံပြီးတော့လုပ်ထားတာဖြစ်ပါတယ်เนาะဒီဟာလေးဆိုလို့ရှိရင်ကျွန်မ Facebook အကြည့်ချက်ထားတာဖြစ်ပါတယ်เนาะဒါတွေကကြတော့ခဲအောင်ထားတာပြီးတော့မှအရေးပြန်ဖြောတယ်ဆိုတော့ဒါအခဲလေးတွေတွေ့နေရတာဖြစ်ပါတယ်ရှင်တကယ်တော့ Facebook ချက်ပြီးလို့ရှိရင်ခဲအောင်ထားပြီးမှအရေးပြန်ဖြောစရာမလိုဘူးเนาะဒါတွေကကြတော့ကျွန်မကလောင်းမဲ့အချိန်မရှိတော့လို့ခဲအောင်ထားထားလိုက်ပြီးတော့မှအရေးပြန်ဖြောတာဖြစ်ပါတယ်ကျွန်မတို့ Facebook အကြည့်ရသွားပြီဆိုလို့ရှိရင်တော့ Facebook အနောက်လို့ဖို့အတွက်ကိုကုန် ချမ်းလေးတစ်ခုပဲလိုတာဖြစ်ပါတယ်เนาะဒီကုန်ချမ်းလေးကကျတော့ titanium dioxide လို့ခေါ်ပါတယ် titanium dioxide ကချို့ကကျတော့အသားဖြူမှုလို့အထင်လွဲနေကြတယ်ပေါ့เนาะတကယ်တော့သူကအသားဖြူမှုမဟုတ်ပါဘူးဆက်ပြကိုအကြည်မပေါက်ပဲပေါ့เนาะဆက်ပြအနောက်ဖြစ်အောင်ဆက်ပြအဖြူရောင်ဖြစ်အောင်လုပ်တာဖြစ်ပါတယ်ရှင် titanium dioxide ကိုတော့အခြားနေရာတွေမှာလည်းအမျိုးမျိုးသုံးတာပေါ့เนาะနေအောင်ခြေကောက်ွယ် cream တွေလုပ်တဲ့အခါမှာဆိုလို့ရှင်လည်းနေအောင်ခြေကောက်ွယ်ဖို့အတွက်ကိုထည့်ပေးလို့ရပါတယ်ရှင်ဒီမှာဆိုလို့ရှင်တော့ base of အကြည် O ကတော့အခဲတွေပြော့သွားပြီးတော့အရန်ကြည်သွားပြီပေါ့เนาะဆိုလို့ရှင်တော့ကျမတို့ဖြော့ထားတဲ့ titanium dioxide ကိုဒ ီ base oil အကြည်တဲကိုထည့်မယ်เนาะအချိုးစားကတော့1ကီလိုမှာဒီအရေဖြော်ထားတဲ့အရေကို20 g ထည့်တာဖြစ်ပါတယ်เนาะ base oil 1ကီလိုမှာ20 g ဖြစ်ပါတယ်ရှင် titanium dioxide ထည့်လိုက်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်เนาะကျမတို့ကတမန်အောင်မှွေပေးမယ်เนาะတမန်အောင်မှွေပေးသွားပြီးဆိုလို့ရှိရင်เนาะဒီမှာเนาะခုနကတော့အကြည်ရောင်အိုးကကြတော့အခုဆိုလို့ရှိရင်ဖြူရောင်ရသွားပြီးဖြစ်ပါတယ် no လို့ပဲเนาะတောက်ချင်စရာကြီးပြီးသွားပြီးဆိုလို့ရှိရင်เนาะကျမတို့ပြင်ထားတဲ့ဒီမိုခွက်ထဲကိုပေါ့เนาะ alcohol နဲ့ဖြန်ပြီးတော့တေချာလေးတန်းစင်အောင်လုပ်ပြီးလို့ရှိရင်ဒီ ဘေးစော့ကိုလောင်းမယ်နော်လောင်းပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကို2နာရီ3နာရီလောက်အေးခံထားရမှာဖြစ်ပါတယ်ရှင်တချို့ကဒီလိုဆက်ပြခဲတွေအေးအောင်ဘယ်လောက်လောက်ကြာတယ်လို့မေးကြတယ်ပေါ့နော်ဆက်ပြခဲအေးအောင်ထားတဲ့အခါမှာဆက်ပြခဲရဲ့အရွယ်ပေါ်မှာမူတည်ပါတယ်နော်တကယ်လို့အခဲအရန်ကြီးတဲ့အခုလိုမျိုးကျွန်မထည့်တဲ့လိုမျိုးအခွက်အကြီးကြီးနဲ့ထည့်ထားပြီးတော့9ကီလိုလောက်ရှိတာပေါ့နော်ဒီခွက်ဆိုလို့ရှိရင်အကြီးကြီးနဲ့ဒီလိုမျိုးထည့်ထားရဲဆိုလို့ရှိရင်တော့နေတဝက်လောက်ကြာတယ်ပေါ့နော်6နာရီ9နာရီလောက်မှသူကခဲတာဖြစ်ပါတယ်တကယ်လို့အခဲသေးသေးလေးတွေဆိုလို့ရှိရင်အနာရီဝက်တနာရီဆိုလို့ရှိရင်သူကခဲပြီနော်ကြည့်ရှုအားပေးသူတွေအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင်အမြင်မတူလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုကျေးဇူးပြုရကြ 多给把钱。